အလုံးမေးမင်္ဂလာပါရှင်။အခါရီအော်ဒီယိုဘွတ်ချန်နယ်ကကြိုဆိုလိုက်ပါတယ်။စီးရဲအဟာရရရရှိဖို့ဆက်ဖက်ဖို့အချိန်များကြတဲ့သူတွေအတွက်အော်ဒီယိုဘွတ်လေးတွေနားထောင်ရင်စိတ်ပန်းဖြေကြရအောင်။အပတ်စဉ်လက်လန်းမိသည်မြန်မာစာအုပ်လေးတွေဖတ်ပြတော်မှာမို့အလုံးမေးနားဆင်ပြကြပါအောင်ရှင်။စိတ်ချင်းလေးရှင်လန်းပြီးအကြည်တက်စိတ်ခွန်အားတွေရနိုင်ကြပါစေ။အလုံးမေးမင်္ဂလာပါရှင်။ ယခုဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆိုင်းစီယာညီညီနိုင်ဘာသာပြန်ရေးဖွဲ့ထားတဲ့အဖိုးတန်တဲ့လူ အဖိုးတန်တဲ့ဘဝစာအုပ်လေးပဲဖြစ်ပါတယ်အခန်းလေးအစီခံအလေးချင်းတန်ဖို့အရှင်သခင်အလေးချင်းတန်ဖို့အလေးချင်းဆိုဒီမှာပညာဉာဏ်ကြီးကြီးနဲ့ကျွမ်းကျင်လိမ္မာစွာပုံသွင်းပေးပါကဇိယိုက်တဘာဝဖြစ်လာပေသည်ဘေကွန်အလေးချင်းက ူဤတမဏိจิตာများနှင့်ချိတ်ဆွဲ၍ဘဝကို တနေ့ချင်းဥဆောင်ခွယူသွား၏လာမာတိုင်းအနည်းချင်းဤကွင်းဆက်များသည်နှလုံးသားကိုမွေတကံကဲ့သို့ရစ်ပတ်ပြီးတစားစီကိုက်စားတော်တတ်သည်ဟက်စလစ်စချမကလေးကိုဖေးအရွယ်ကစပြီးလေ့ကျင့်တနံပေးရမှလည်းရှင်အမျိုးသမီးငယ်တအူကဆရာဝန်ကို မေးတော့ မင်းကလေးကအသက်ဘယ်လောက်ရှိပြီလဲနှစ်နှစ်ရှိပါပြီဆရာဒါဆိုမင်းနှစ်နှစ်နောက်ကျသွားပြီပေါ့ဆရာဝန်ကအလေးအနက်ပြန်ပြေးလိုက်ခြင်းပါဒီမိကူမျိုးကိုပဲတထေကြီးအော်လီဗာဝင်ဒက်စ်ဟုံးကိုမိတော့သူ့အဖေကသူ့အဖွာလက်ထက်ကလေးကအစပြုပေးရမှာလေတဲ့တရားဟောဆရာကြီးဘီချာပြောခဲ့တဲ့စကားရှိပါတယ်မစ္စစ်ပီမြဝကနေစောင့်ဆိုင်ပြီး ဘေရီရီဟာ မြစ်နီဘာကင်ဒက်ပ်စ်အိုဘိုင်အိုမစ်ဆူရီအပိုင်းဘေမြစ်ပေချောင်းတွေက စီးဝင်လာတာဆိုပြီးစစ်လို့ရပါမလားအလားတူပဲမြစ်ဝမ်းကတဲတွေဟာအဲလန်ဂနီကလားယော့ကီတောင်တန်းတွေကလားဆိုတာခွဲထုတ်လို့ဖြစ်နိုင်ပါမလားစိုင်းတဘာဝဆိုတာပင်မမြစ်ကြီးတစ်စင်းဖြစ်ရင်အလေးချက်တွေဟာချောင်းငယ်ငယ်တွေက စီးဝင်လာတာဖြစ်လို့ခွဲခြားလို့မရနိုင်ပါဘူးအလေးချင်းဟာအချင်းစရိတ်တမှာဝင်ရောပြီးဆွဲနေတဲ့အတိတ်ပဲပဲပေါ့အပြူငူတရက်ကိုစိုက်ပြိုးရင်အလေးချင်းတွေတီးပွင့်လာမှာပါပဲအလေးချင်းကိုစိုက်ရင်တော့အချင်းစရိတ်တတစ်ခုကိုစုခူရမှာတည်ကြပါတယ်ကောင်းတဲ့အလေးချင်းတွေဟာမိမိကိုမိမိစီကဲဆောင်ထိန်မှုအပေါ်မှာမိခိုအားပြုနေတယ်လို့ပဲ ဂလန်ကဆန်နဲ့အကျင့်စိုးတွေဟာလဲပေါင်းမင်တွေလိုပဲပြုစုပြောထောင်ပေးစရာတိတ်မလို့ပဲ ကိုချင်းတရားကိုဖျက်ဆီးပစ်ပါတယ်တရားလောက်အမြင့်တွေမိုံနဲ့ဆယ်နှစ်စာဖျက်ဆီးသွားမှာပါအသက်25 30နှစ်အရွယ်ရောက်သွားတဲ့နောက်လူတွေဟာသူတို့မှာဆွဲကပ်နေတဲ့အမှုအချက်တွေကိုမြဲမြဲဆဆပြောင်းပြစ်ဖို့ခေရင်လာတာတွေ့ရပါတယ်ဖြေသားစရာတစ်ခုရှိတာက လူတယောက်ဟာငငယ်ရွယ်ရွယ်မှာကောင်းတဲ့အချက်ကိုမကောင်းတဲ့အချက်လိုပဲမွေးမြူရတာလွယ်ကူပြီးသူတော်ကဖြစ်ဖို့ခက်တယ်လို့သူရောမှဖြစ်ဖို့လည်းခက်တယ်ဆိုတာပါပဲ Stanford Shire သမိုင်းကိုရေးတဲ့စာရေးဆရာတယောက်ကခက်ကြောင်ကြောင်လူတယောက်အကြောင်းမှာထည့်ရေးခဲ့ပါတယ်အဲ့ဒီလူဟာသူတို့မျိုးက နိုင်စင်ကြီးနားမှာနေတယ်လို့နိုင်တန်ကြားလိုက်တိုင်းပြောနေတယ် နိုင်ဤတံပနချက်ဆိုတာလဲလိုင်းမှတ်ပြီးရေတွက်နေလေးရှိပါတယ်။ဒီလိုနဲ့မတော်တဆနိုင်ဤစင်ကြီးပြိုကျသွားတာတောင်သူကအခုဘဏ္ဍာရီရှိပြီဆိုတာတံပြောနိုင်ပါတည်းဒေါက်တာကျွန်းစင်ဟာသူ့လမ်းကိုဖြတ်တိုင်းဓာတ်တိုင်တွေကိုလက်နဲ့ပုတ်သွားတဲ့အချင်းဆွဲနေပါတည်းတထိုင်လောက်လွတ်ကျန်ခဲ့ရင်ပဲသူ့မှာမနေနိုင်မထိုင်နိုင်ဖြစ်ပြီးနောက်ပြန်လှည့်ခဲ့တာ အဲ့ဒီတက်တိုင်ကို ပြန်ကိုင်းနေဆိုပဲယိုယိုလိုက်တယ်ဆိုတာလူတယောက်ရဲ့အလေးအချင်းကနေခုံပြီးကူပြောင်းလာတာလို့ဆိုကြပါတယ်။အရင်တောက်တဲ့အချင်းတလေးကိုဂျာမနီနိုင်ငံဘွန်တက်ကသူကပရိုဖက်ဆာပဲစ်မင်းကအထူးလေ့လာခဲ့ပါတယ်။သူကမူလအရက်ဆွဲနေသူတယောက်ရဲ့သာသမီမြင်းမြင့်တီကျွတ်အထိမျိုးရိုးအစဉ်အဆက်မျိုးဆက်ပေါင်း100ရဲ့ အထုပ်ပတ္တိတွေကိုလိုက်ကြည့်ခဲ့တာပါဒီလိုနဲ့1940ပြည့်နှစ်မှာမွေးတဲ့ Flor Ada Gas ဟာတခိုးမစိုးသမားကြီးဖြစ်ခဲ့တာတွေ့လိုက်ရပါတယ်သူသားစဉ်မျိုးဆက်တွေထဲမှာအရက်သမားတွေဒူးစိုက်သမားတွေတိတိပုံကလေးမွေးသူတွေတရောင်းစားတွေပါခဲ့ပြီးခုနှစ်ယောက်ဟာလူတက်မှုနဲ့ကျိုးပေးခံခဲ့ရဘူးလေဆိုပါလား ။ I service ဆိုသူဟာစကားပြောရင် ကာယံနဘေတွေနဲ့ပြောတဲ့အကျင့်ရှိပါတဲ့။ဒါကိုနားမခံတာတဲ့သူ့အဖေကအပြစ်ဒဏ်ပေးပါလေရော။ဒီအခါမှတော့သူ့ငိုတာက ရှင်ကိုပါရဲ့အဖေဟာမရိုက်ပါနဲ့ဗျာ။နောက်တစ်ခါကပြန်စကားမပြောတော့ပါဘူးဗျာတဲ့။တရားဟောဆရာတယောက်ကတော့သူ့ကိုယ်သူ အမွန်းတင်ပြီး ပုံကြီးချဲ့လွန်တဲ့အကျင့်ရှိပါတဲ့။ဒါနဲ့ သူ့နောင်တော်ဘုန်းကြီးတွေက လူရှိသူရှိမှာချုံရှာအပြစ်တင်ခဲ့ပါတယ်။ဒီတွင်အဲ့ဒီဆရာကကျွန်တော်မှဒီအပြစ်ကြောင့်ငို ကြွေးခဲ့ရပါများလာပါပြီ။ကြာခဲ့တဲ့မျက်ရည်တွေဟာလည်းတမုတ်တရားဆဲ့စင်းမကရှိခဲ့ပေါ့ဗျာ။အဆွေးချွတ်မရတဲ့တရားဟောဆရာကို လက်လျှော့အချုံပေးလိုက်ကြရတာပဲဆိုပါတော့။လူတွေဟာဟောပြောတဲ့နေရာမှာမလိုအပ်တဲ့အပြုအမူတွေအကျင့်ပါနေတတ်ကြပါတယ်။ စကားတစ်ခွန်းနဲ့တစ်ခွန်းကြားမှာအင်းတွေအဲတွေနော်တွေခဏနေတကြတာမျိုးပါပဲတချို့ကလည်းခေါင်းကုတ်လိုက်နှာခေါင်းပုတ်လိုက်နဲ့မျက်စိနှောက်စရာတွေလှုပ်တက်ကြလျက်ဒါဟာမမြင်ရတဲ့ရေထဲမှာမမြင်ရတဲ့ဆက်ပြာကိုတုံးပြီးလက်စည်းတာနဲ့မချားပါဘူးကျွန်တော်တို့မှာတသက်လုံးအစွဲပါနေတဲ့အကျင့်တွေရှိတာကိုအဆက်မပြတ်ညင်းနေကြပါတယ် တရားဟောဆရာကြီးဘီချာကပြောတာပါလူတယောက်ဟာ သူ့မှာထူးခြားတဲ့ဇိုင်းလက္ခဏာရှိနေတာကို အသက်55နှစ်အရွယ်တိုင်းအောင်လက်မခံချင်ပါဘူးဒီအချက်ဟာမျက်နာပေါ်ကနှာခေါင်းလိုအထင်းသားရှိနေတဲ့တိုင်အောင်မမြင်သာပါဘူးသူ့ကိုယ်သူလည်းလှည့်စားပြီးမတိတလို့လုံနေတတ်ပါတယ်တောင်းကင်တမန်တွေဟာလူကိုယ်ပဲအချက်တွေအခြေခံပြီးဖန်ဆင်းကြမလဲဆိုတာ ဆွေးနွေးတိုင်ပင်ကြပါတည်းလူတရားဟာတစ်ချိန်လှုပ်ပြီးတာနဲ့ဒုတိယအချိန်လှုပ်ဖို့လဲလွယ်ကူသွားသလိုတသက်လုံးမဲအထွေထူအားမဆိုင်ပဲလှုပ်သွားပါလိမ့်မယ်ဒါကူပဲသူတို့ကဖန်ဆင်းခြင်းလို့ပြောကြပါလိမ့်မယ်တဲ့အလေးအကျဆိုတာကျိုးတင်စီစဉ်မှုတရက်တာဖြစ်ပြီး လူအခြေခံသဘာဝဆိုတာကိုအမြဲမှတ်ထားပါဒီသဘာဝကို အင်ပြည့်အပြည့်အတုံးချနိုင်မယ်ဆိုရင် ဘဝတစ်လျှောက်လုံးမှာလွယ်ကူချုံးမွေသွားမှာအမှန်ပါပဲ။စင်ကြင်တက်တဲ့အလေးအကျင့်ကောင်းတစ်ခုကိုမွေးမြူစောင့်ရှောက်ထားခြင်းအဖြစ် စိတ်လွတ်ကိုယ်လွတ်ထင်ရဆိုင်နာတွေကိုဆက်ဆုပ်မုံတီးလာပါလိမ့်မယ်။စင်ကြင်ကမတုံးပဲအချက်အချောက်ကင်းမဲ့တာကတော့ကလေးဘဝကနေကြီးတဲ့အထိတဘာဝတရားကိုစန့်ကျင်သွေးဖယ်တဲ့အကျင့်ဆွဲပြီးရက်ဆက်ကြမ်းကြုတ်တဲ့ရဇဝဲမှုတွေကျွလွန်တက်ကြပါဗျ။ ထူးထူးကဲကဲအောင်မြင်သူတွေရဲ့ပြင်ကြားစာတွေအရာဆုံးရှုံးကြရတာဟာ မကောင်းတဲ့အကျင့်ဆိုကတ်ငြိနေလို့ဆိုတဲ့အချက်လဲတစ်ခုပါဝင်လကားလူဖြစ်ဖို့မြောင်းလေးရောက်သွားဖို့ဘလောက်တောင်လွယ်လိုက်ပါသလဲအကျင့်ဆိုရည်စည်းကြောင်းနဲ့အလိုက်တင့်မျောပါသွားဖို့ဆိုတာလဲလောကကြီးမှာအလွယ်ဆုံးအလုပ်တစ်ခုပါဂလီကချေတွေနဲ့ပေါင်းလို့ဘုံဆိုင်တဲ့ဝင်မိသွားပြီဆိုရင်တော့ဘီယာလေးတစ်ခွက်ဖဲလေးတစ်ဝိုင်းထိုင်လိုက်ုံနဲ့ ရှေ့လျှောက်ဘွားပြက်သွားပြီးသားမှတ်လိုက်ပြီးတော့ Mrs. P မြေရေရှမ်းပြီးဆိုရင် New Orleans မြို့လေးဟာရေပြင်အောက်၅ပြည်မှ15ပြည်အထိ မြုပ်သွားတတ်ပါတယ်။မြို့ကိုရေလွှမ်းမဲ့ဘေးကကာကွယ်ဖို့ရေကာတာစောက်ထားရပါတယ်။1883ခုနှစ်မေလမှာရေကာတာမှာရေတွေပန်းထွက်နေတဲ့အပေါက်ငယ်လေးဖြစ်လာတာတွေ့ရပါတယ်။စစောစစီတဲ့အိတ်နည်းနည်းလောက် ဒါမှမဟုတ်ဒီအပေါက်လေးကိုပေးလိုက်ရင်တော့တတ်တာအောင်မှာပါဒါပေမဲ့နိုင်ီတော်တော်လေးကြာသွားရာကရေတွေကအဆက်မပြတ်စီးထွက်လာပါတယ်နောက်ကျသွားပြီဆိုမှရေကာတာ အပေါက်ကိုပိတ်နိုင်ရင်စုငွေဒေါ်လာ9သိန်းပေးမယ်လို့ကြင်ညာတာတောင်ဘသူမှပိတ်မပေးနိုင်တော့ပါဘူးရေကာတာကျိုးသွားတဲ့နောက်တမျိုးလုံးရေပေးစိုက်သွားရတော့တာပါပဲ။ တာဟာအမိုက်ကစပြတ်တက်ပြီလားအသေးခွဲလေးကဂယူးမဆိုင်မီရင်အန်ရယ်ပေးပြီးဒုက္ခရောက်နိုင်ကြောင်းတရကပြရုပ်ပါပဲအတွေ့အကြုံရင်းတဲ့ပုံကူတယောက်ကပြောခဲ့တာပါလောကမှာကောင်းတဲ့အကျင့်စရိုက်၄ခုရှိပါတယ်အဲ့ဓာတွေကတော့အချိန်တိကျမှုစိတ်ဆက်တိကျမှု စိုင်းလိုက်မတက်လုံးမှုအလျင်အမြန်ဆောင်ရွက်မှုပါပဲတဲ့ ပထမတိအချက်မရှိရင်အချင်းအလန်ဟတ်တဖြုံပြီးရာရောက်တယ်။နေ့အချက်မရှိရင်တော့ဂုံတိတ်ခါနဲ့အကျိုးစီးပွားထိခိုက်နစ်နာမဲ့အမှားတွေလွန်ကျူးမိမယ်။သုံးအချက်မရှိရင်လေကိစ္စကိုမှကျင်းနဲ့အားရစရာလုံနိုင်မှာမဟုတ်ဘူး။အချက်နံပါတ်၄မရှိရင်တော့နောက်တစ်ခါပြင်ရတော့မှာမဟုတ်တဲ့ခွင့်လန်းတွေလှုပ်သွားမယ်တဲ့။ တမရကြီးအိဗရာဟင်လင်ကွန်းဟာလေကျင့်အားကောင်းလို့ရှင်လင်းပြတ်သားတဲ့မိန့်ခွန်းတွေကြီးညာချက်တွေကို ရေးနိုင်တာဖြစ်ပါတယ်။ဝင်ဒယ်စ်ဖီလီရဲ့အင်္ဂလိပ်စာအဖွဲ့အနှဲ့တွေအန်အော်လောက်အောင် ပြောင်မြောက်တာကလည်းအမြဲမပြတ်စဉ်းစားတွေးခေါ်ပြီးအလှပဆုံးတည်ကုံးဖို့လေ့ကျင့်ခဲ့တာကြောင့်ပါ။မိသားစုရဲ့ဓလိထုံးစံများကလောကကိုဩဇာလွှမ်းမိုးမှု ကြီးမားပါတယ်။ ိဘတွေရဲ့အတိုက်အမြုံကဆင်းသက်လာတဲ့ကလေးတွေဟာသူတို့အမွေခံလာတဲ့အလေးအချင်တွေကိုတည်ဆောင်လာတာပဲဖြစ်ပါတယ်။ဒီအချက်ကိုသူတို့ရဲ့မျိုးရိုးစိမြစ်ကို လိုက်ကြည့်ရင်လွယ်တကူပဲသိနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာအမှုချင်းတစ်ခုဟာကွေးကောက်ပြီးပေါက်နေတဲ့တစ်ပင်တစ်ပင်နဲ့တူပါတယ်။အဲ့ဒီအပင်ကိုလက်နဲ့ကင်ပြီးဆွဲထူကမဆန်းဖြောင်းဆန်းလို့တော့ပြောလို့မရတယ်လို့ သူကလည်းနာခံမှာမဟုတ်ပါဘူး။ဒါဆိုဘာလို့လို့ရမလဲ။တစ်ပင်နောက်မှာငုတ်တစ်ခုရိုက်ပြီးဆွဲချီထားလိုက်ပါ။တစ်ဖက်ကအခောက်ကိုလှီးပစ်လိုက်ပါ။ဒီလိုနဲ့လားနဲ့ချီကြသွားရင်နည်းနည်းချင်းပြန်ဖြောင်းမလာပါလိမ့်မယ်။လားစင်မပြတ်လှုပ်ပေးဖို့တစ်နှစ်နှစ်နှစ်ကြာရင်တော့တက်မဲ့သွားမှာပါ။ဒါပေမဲ့ချက်ချင်းတော့ဖြောင်းအောင်လုပ်လို့ရမှာမဟုတ်ပါဘူး။ ဆာဂျော့ချ်စတောင်ဒန်ဟာအိန္ဒိယကိုရောက်နေခိုင်လူသက်တရခံတယောက်ကို တွေ့ခဲ့ရပါတယ်။အဲ့ဒီလူသက်သမားကို အသက်ချမ်းသာပေးခဲ့တဲ့တိုင်အောင်ကြောက်စရာကောင်းတဲ့အပြစ်ဒဏ်ကို ချမှတ်ထားတာကလား။အဲ့ဒါကတော့စူးချွန်တွေစိုက်ထားတဲ့အိတ်ယာပေါ်မှာခုနှစ်နှစ်လုံးလုံးအိတ်ဆေးဆိုတာပါပဲ။ဒီလူနည်းနည်းလေးနှွန့်လိုက်တာနဲ့သားတွေကိုစူးတွေဖောက်ဝင်သွားမှာပဲဖြစ်ပါတယ်။ ူကိုစာဂျော့ချ်က9နှစ်လောက်အကြာမှာတွေ့တွေ့ခဲ့ရတာဖြစ်ပြီးအဲ့ဒီလူရဲ့အရေးပြားတွေဟာကြက်အရေးခွန်းတွေလိုကြမ်းထော်မှကြောနေပါတယ်။သူဟာတန်ချုံမှုရာပေါ်မှာတတောင်းတတာအိနိုင်တာကို တွေ့ရပြီးတအံ့တအော်ဖြစ်သွားရတာပေါ့။ဒီအပြင်သူကနှစ်စေးလို့ထောင်ကားထွက်ရင်တောင်ခုလိုစူးမွေးရနဲ့ပဲအိမ်မယ်လို့ပြောလိုက်ပါသေးရဲ့။အပြင်းရှိသူတယောက်ရဲ့ဘဝဟာ အကြီးအကျယ်နောင်ကျင်အောင်သင်ခန်းစာရစီရပါပဲ။သို့တော်လည်းမကောင်းမှုဆိုတာကတန်ချွန်ဆူးမွေရာနဲ့တူပြီးထုံသွားတာနဲ့မခြားပါဘူး။ဒုစရိုက်တမားဆိုတာကလည်းကိုချင်းတရားပြက်ပြားသွားသူတွေဖြစ်တယ်လို့လောက်ရဲခန့်ရဲတဲ့စိတ်တွေဝင်ပြီး မကောင်းမှုနဲ့ယဉ်ပါသွားတဲ့ဒီစချမ်းတဲ့နိုင်ရာဂရာမြင့်ကြီးပေါ်မှာကျိုးတရားတွေဖို့ကြံကြပါရယ်။တမဏိကျိုးတွေကိုတစ်ဖက်ကံရအောင်ဘလို့တမ်းမလဲ။ လေအပင့်မှာစွန်တကောင်လွတ်တင်လိုက်ပါတယ်။ကမ်းပေါ်စွန်ဝဲနေပြီဆိုတော့စွန်ကိုစိုက်ချလိုက်ပါတယ်။စွန်ကျိုးကနေခြိကျိုးလေခြိကျိုးကတဆင့်ပိုအလုံးကြီးတဲ့ကျိုးနောက်ဆုံးတမဏိကျိုးဆိုပြီးတဆင့်ပြီးတဆင့်ဆက်ပိုလိုက်ကြတာပါပဲ။ဒီကျိုးတရာကြီးဟာ အမေရိကန်နဲ့ကနေဒါကိုဆက်သွယ်ပေးတဲ့ပေါင်ကူတရာကြီးဖြစ်လာပါတယ်။ အလေးချင်းဆိုတာလဲစွန်ကြိုးလေးနဲ့တူပြီးတစားထက်တစားကြီးထွားလာကတရားဆိုတဲ့ဇိယိုက်တဘာဝတွေအခိုင်အမာဖြစ်လာတဲ့တာရကပါပဲဆရာကြီးဂျွန်ဘီဂိုးဘ်စ် ပြောပြတဲ့တာရကပုံရိပ်လေးလူငယ်တစုဟာဖြူဖွေးပြီးငင်းငိမ့်လေးစီးနေလို့အတော်လေးလှပတဲ့နိုင်ယာဂရာမြစ်ထဲကိုလှေလေးတစ်စင်းချလိုက်တယ်သူတို့ကမြစ်ကြောင်းအတိုင်းပျော်ပျော်ပါးပါးဆုံဆင်းသွားကြတာပေါ့ ရေစီးကျန်းလာရင်လဲတက်မနဲ့ထိန်ပြီးကန့်ကက်လိုက်ရုံပဲလို့တွက်ခဲ့ကြတယ်။မကြောက်စရာရှိမှလည်းပေါ့။အတော်လေးခီးပေါက်တော့ကန်းပေါ်ကအတန်တတန်လှမ်းအော်သတိပေးလိုက်ပါတယ်။ဟေးချာတိတ်တွေသတိထားကြနော်။မြေအောက်ဘက်မှာရေစီးကျန်းနေကွ။ဟာဟာပြင်းတောင်ပြင်းသေးဗျာ။အနာကက်ဆိုတာဂယူဆိုင်စရာမဟုတ်လို့ဘသူမှလည်းမြင်ရတာမှမဟုတ်ပဲ။ဒီနေ့တာပြောဖို့ပဲအရေးကြီးတယ်။ အန်ရဲဆိုတာရှောင်တက်ရင်လွတ်တာပါပဲဟေးခြာတိတ်တွေရေစီးတိတ်ကျန်းနေပြီဂီယူဆိုင်ကြနောက်ထပ်အတန်ပေးတန်တတန်မဆုံးခင်ပါပဲသူတို့လေကလေးဟာတဟုန်တို့မျိုးနေပါပြီတက်မကိုင်နောက်ပြန်ကွေ့အ мян လှော်ကြကိုတက်ကူပြန်ကြေကြနှာခေါင်းသွေးထွက်တဲ့အထိအားဆိုင်လောနှစ်ကူးကြောတွေထောင်သွားအောင်လောရက်တိုင်ချူအာအမလီမရတော့ဘူးတိတ်နောက်ကျသွားပြီကွာ နေတံပါအော်ရင်ဆဲဆူရင်ငိုကြွေးရင်ကသူတို့ဟာရေစီးတဲ့တလိမ့်ခောက်ကွေ မျောပါသွားကြရတာပဲပေါ့မကောင်းတဲ့အကျင့်ပါသွားကြတဲ့လူထောင်များစွာဟာဒုစရရေစီးတဲ့မျောနစ်သွားကြရတယ်ခလုတ်ထိမှအမိတလို့မရတော့ပါဘူးဒီလိုမှန်းသိမလုံတော့ပါဘူးလို့ငိုကြွေးကြပေမဲ့လည်းအချီးနှီးပါပဲဒုစရိုက်ဓမ္မတယောက်ဟာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး။ရပ်ပေါင်းလပေါင်းများစွာဆွေမြင်းလာတဲ့အကျင့်ဆိုးတွေမှာအမြင့်ဆွဲပြီး ရာစွေကျူးလွန်မိတဲ့အထိရင့်သွားတာပဲဖြစ်ပါတယ်။တခါကပကြီးဆရာတယောက်ဟာအပြစ်ကင်းခြင်းဆိုတဲ့ပကြီးကားတစ်ချက်ရေးဖို့ကြံခဲ့ပါတယ်။ကံကောင်းခြင်းတော့တယုတ်ပြအနေဖြင့်သူမိခင်ပေးမှာဒူးထောက်ဆူတောင်းနေတဲ့ကလေးတယောက်ကိုတွေ့လိုက်ရတာပါပဲ။ ကလေးငယ်ဟာလက်အုပ်ချီလျက်အပြာနုရမျက်လုံးလေးတွေကတော့ကောင်းကင်ပေါ်မောကြည့်ထားပါတယ်။ယူတီမျက်နှူးချင်းနဲ့ငြင်းချမ်းမှုရဲ့နမိတ်ပုံလေးပေါ့။ဒီပကြီးကားလေးကို ပကြီးဆရာကတံပိုးမဖြတ်နိုင်သလိုအပြစ်ကင်းသူလို့နာမည်ပေးပြီးသူ့အိမ်နဲ့ရံမှာချိတ်ထားပါတယ်။နှစ်တွေကြာလာပါပြီ။ပကြီးဆရာလည်းအသက်အရွယ်အိုမင်းလာပါပြီ။ မကြာခဏဆိုသလိုပဲသူစိတ်ထဲမှာဆန့်ကျင်ဘက်ဖြစ်တဲ့အပြည့်ရှိခြင်းဆိုတဲ့ပုံရိပ်ပကြီကားကိုဆွဲရရင်ကောင်းမယ်လို့တောင်းတမိပါတယ်။ဒါပေမဲ့ရေးခွင့်မကြုံခဲ့ပါဘူး။နောက်ဆုံးတော့လေသူ့ရည်ရွယ်ချက်ကိုအကောင့်ထဲပို့ဖို့အခွင့်ကြုံခဲ့ပါတယ်။သူ့မြို့နာကအချင်းထောင်တစ်ခုကို သွားလေ့လာရင်ကထောင်သားတယောက်ကို မြင်လာရလို့ပါပဲ။ထောင်ချင်းခန်းက ညစ်ပတ်နေတဲ့ကျမ်းမြင့်ပေါ်မှာတန်ချီချင်းခတ်ထားခံရတဲ့ထောင်သားဟာလဲအိမ်နေပါတယ်။သူ့တကူလုံးဟာပိန်ချုံးနေပြီးမျက်လုံးဟောက်ပတ်ဖြစ်နေပေမဲ့ရက်စက်ယုံမာမှုတွေက သူ့မျက်လုံးထဲမှာအထင်သာပေါ်နေတယ်။အကြီးစရာက သူ့စိတ်ကူးရှိတဲ့အတိုင်းထောင်ကျရဲ့ပကြီကားကို အပြစ်တက်ရေးဆွဲလိုက်နိုင်ပါတယ်။ပြီးတော့ဒီပုံတူပကြီကားလေးတွေမှာအပြစ်ကင်းခြင်းနဲ့ ပြည့်ရှိခြင်းကိုနှိုင်းရှင်ပြသတဲ့အနေနဲ့ဘေကျင်းချင်းချိန်ထားလိုက်ပါတယ်။စင်စစ်တော့ပကြီကားတွေကတရုတ်ဆောင်နှစ်ယောက်ဟာတယောက်တည်းဖြစ်နေတာနောက်မှသိလိုက်ရပါတယ်။တပုံကအပြစ်ကင်းတဲ့ကလေးဘဝပုံဖြစ်နေပြီး နောက်တပုံကတော့မကောင်းတဲ့အကျင့်ဆိုးတွေနဲ့အင်းချမ်းပြည်လာရာကအပြစ်ဒဏ်ခံရတဲ့ဒူစီရိုက်ကောင်ဘဝရဲ့ပုံ ဖြစ်နေတာကလား။ စိတ်ဆွမ်းအင်ဟာတောက်ပတဲ့အပိုင်းနဲ့ထူးခြားတဲ့အရာတွေအပေါ်အာယုံရောက်ပြီးကွမြူတတ်ပါတယ်။မုံမြတ်မှုနဲ့ကျင်းနဲ့ရောက်ရမှုရှိတဲ့အလေးချင်းဟာလည်းစိတ်ရဲ့ခံစားချက်အတိုင်းပုံပေါ်လာတာပါပဲ။နိုးတန်းလျှောက်သူတွေဟာကြိတ်ဖန်များစွာ အထက်ထက်အခါခါလေ့ကျင့်ပြီးအမြင့်ကြီးမှလျှောက်ပြနိုင်ကြတာပါ။အထာကျန်းသွားတဲ့နောက် ကျိုးရမ်းပေါ်မှာမျက်စိပိတ်ထားပြီးတောင်ရှောင်းနိုင်ကြပါတယ်။တောင်တက်သူတွေဆိုလဲကောင်းကောင်းကြီးလေ့ကျင့်ပြီးမှတောင်ထိပ်ပေါ်အရောက်တက်ကြရတာဖြစ်ပါတယ်။ရေလိုက်စီးသူတွေကလည်းထူသားပေသားကြအောင်လေ့ကျင့်ထားသူတွေဖြစ်ပါတယ်။အောင်မြင်မှုနဲ့ဆုံးရှုံးမှုကိုအဆုံးဖြတ်ပေးတာဟာအလေးအကျင့်ပါပဲ။ Secret ဆွဲသူတွေဟာပထမဆုံးတလိပ်စားတောက်မိရာကဆွဲသွားကြတာပါ။ secret ဖြတ်သူတွေဟာလဲ ထမဆုံးတလိကစပြီးမတော့ပဲနေလိုက်ဖို့ကြိုးစားရတာပါပဲတစ်ကနေတတောင်းဖြစ်အောင်လုပ်တာလွယ်ပေမဲ့တတောင်းကိုတစ်ဖြစ်အောင် ပြန်လုပ်ဖို့ကတော့မလွယ်ပါဘူးအရက်မူးနေတဲ့တင်မောသားနှစ်ယောက်ဟာ သူတို့တင်မောရှိရာဂရုလှီနဲ့သွားဖို့ကြိုးစားခဲ့ကြပါတယ်ဘလောက်ပဲလှော်လို့တင်မောကနေရာမရွေ့ပါဘူး ဒါနဲ့တယောက်ကိုတယောက်အပြစ်တင်ပြီးချွေးတီးတီးကြတဲ့အထိလှော်ခတ်ကြပြန်ပါတယ်။အတော်ကြီးကြတော့မှတယောက်ကလှိနဘေးကိုငုံကြည့်ပြီးဟိုက်လဆတတော်သူကလှိကျိုးမဖြုတ်ဘဲလှော်နေကြတာကိုတွင်ရဲလို့អော်လိုက်ပါတယ်။ဒီအတိုင်းပဲအချင်းစရိုက်တစ်ခုမှအစွဲလန်းကြီးပြီးမပြတ်နိုင်တာဟာလှိကျိုးတန်းလန်းနဲ့လှော်နေသလိုပဲဘလောက်ကြိုးပမ်းကြိုးပမ်းတိုးတက်မှုရမှာမဟုတ်ပါဘူး။ စာဂျေးမ်စ်ပါဂတ်ကကျွန်တော်တို့ကို ပြောခဲ့တာတော့လေ့ကျင့်သားရထားတဲ့ဂီတသမားတယောက်ဟာ စေစက္ကန့်မှာဂီတသင်္ကေတ24ခုနှုန်းနဲ့စနရာတင်းနိုင်ပါတယ်တဲ့ဒီအတွင်းမှာသင်္ကေတတစ်ခုချင်းဟာအုံနှောင်းကလက်ဖြာလက်ဖြာကအုံနှောင်းဆိုသလိုကူးပြောင်းပြီးစုံစမ်းလှုပ်ရှားနေတာပါသင်္ကေတတစ်ခုကို လက်ချောင်းလေးတစ်ချောင်းက သုံးချက်လှုပ်ရှားရသလိုစေစကတ်အတွင်မှာ82ချက်လှုပ်ရှားရတာဖြစ်ပြီးအချက်တိုင်းဟာတိကျတိကျတဲ့နှုတ်အဖိဖော့တီးကွက်နေရာတွေကိုတုံရတာပါပဲဒီအချက်ကိုထောက်ရင်အလေးအကျင့်ရဲ့တန်ဖိုးကိုပိုတိနိုင်ပါတယ်တချို့လူတွေဟာစကားပြောရင်အလုံးလုံးနိုင်ကြတာအလုံးလုံးရင်စကားပြောနိုင်ကြတာတွေ့ရပါလိမ့်မယ် ဒါဟာအလေးအကျင့်များလို့ကျွမ်းကျင်မှုရသွားကြတဲ့အထိတ်ပဲပါပဲ။တနည်းအယုံ၅ပါးရဲ့လုပ်ငန်းစဉ်တွေကိုအုံနှောင်းကထိန်းချုပ်ပြီးမတိတတိနဲ့လုပ်သွားတာလို့ဆိုနိုင်ပါတယ်။ဒီတဘာဝကြီးရတဲ့အထိတသက်လုံးဆွဲပါသွားတဲ့သဘောရှိပါတယ်။လူတယောက်တိတိမတိတိအနှင်းငယ်လေးပဲဖြစ်ဖြစ်ဆွေးညိခဲ့တဲ့အလေးချင်းဟာတသက်လုံးပါသွားနိုင်ပါတယ်။ဒါနဲ့အမျှရေမွေးပလင်းတဲ့ကို ရှင်ပေါတစ်ဆက်ကြတာနဲ့ပြတ်သွားတတ်ပါတယ်။ဇီရိုက်ကြံပြီးအကျင့်ဆိုးရှိတဲ့ကလေးတယောက်နဲ့ပေါင်းမိရင်ကြံတဲ့ကလေးတွေကိုပါပျက်စီးသွားကြတာကိုတွေ့မြင်နိုင်တာပါပဲ။တာသမီမကောင်းမိဘကောင်းဆိုသလိုမာဖီးယားဂိုင်းကောင်းဆောင်တယောက်ရဲ့မိသားစုဝင်အားလုံးလိုလိုမာဖီးယားဂိုင်းဝင်တွေဖြစ်ကြတဲ့တာရကလည်းရှိပါတယ်။တန်ဃာနာနီးတန်ဃာ ုတ်ဆိုးနာနီမုတ်ဆိုးဆိုတာလဲအချင်းစရိုက်တွေကူးဆက်တတ်တာကိုဆိုရိုးပြုထားတာပါလူတယောက်ဟာ သူ့ကိုလူလိန်လို့ဆွဆွဲခံလိုက်ရခြင်းမှာ တုံ့လှုပ်သွားတတ်ကြပါတယ်သူ့မှာဒီအချင်းရှိမဲလို့အိမ်မက်တောင်မမက်ခဲ့ပါဘူးဒါပေမဲ့အမှတ်မတင်လှဲ့ပတ်လီလွယ်ပြောမိတာလေးတွေကအစသူ့ကိုသူတောင်သတိမထားမိပဲနဲ့မူတာတမဘဝရောက်ခဲ့ရတာဖြစ်ပါတယ် သူ့အုံနှောက်နဲ့အာယုံကြောတွေထဲမှာ လိန်တက်တဲ့အချင်းကပြစ်စစ်ပက်လန်စာကိတခုလိုပုံသွင်းပြီးဒါဆွေးသွားတာဆိုလဲမမှားပါဘူးဒီလိုနဲ့အချင်းကောင်းကို ဆွဲမိသူတွေဟာ အတတ်ပညာရှင် အသိပညာရှင်တော်ကောင်းတွေ ဖြစ်လာပြီးအချင်းဆိုးကိုတင်ပိုက်ထားသူတွေကလည်းဒူစီရိုက်သမားတွေဖြစ်လာတော့တာပါပဲအချင်းဆိုးတခုဟာရုပ်ပိုင်းကိုရောစိတ်ပိုင်းကိုပါ တမဏိကျိုးလိုတုံ့နှောင်ထားတတ်ပါတယ်။ဒါကိုပြုပြင်ဖို့အချင်းကောင်းတရက်ကို ပြန်မွေးမြူလေ့ကျင့်ရပါမယ်။ဂယုတစိုက်တရိထားပြီးအမြဲလေ့ကျင့်ပေးမယ်ဆိုရင်တော့အဲ့ဒီအချင်းစိုးကိုဖျောက်ဖျက်နိုင်မှာမလွဲပါဘူး။စစ်သားဟောင်းကြီးတယောက်ဟာလက်တစ်ဖက်ကအမဲ၆တွေဆွဲလာပြီး နောက်တစ်ဖက်ကကျဲ့ဥချင်းခြင်လာပါတယ်။ဒီအခိုက်မှာတရားရောက်ကရက်အလေးပြုတ် လို့ရုတ်တရက်អော်လိုက်တော့အဖိုးကြီးဟာရက်လိုက်ပြီးလက်ထဲကအမဲချောက်တွင်နဲ့ကျဲ့ဥချင်းကိုဗျောင်ကရန်လှွှတ်ချလိုက်ကသတိဆွဲပြီးအလေးပြုလိုက်ပါတည်းစိတ်ထဲဆွေးနေတဲ့အချင်းကရုပ်ပိုင်းကိုလွန်မိုးပြီးအာယုံကြောတွေကိုလှုပ်ကောင်းတဲ့အချင်းတစ်ခုကိုဘယ်နည်းနဲ့ဖျောက်ဖျက်ရပါမလဲဒီအချင်းကကိုယ့်ကိုနှောင်ဖွဲ့ထားပြီးဆိုပါတော့ဘလို့ပဲအော်ဟိယုံကံပေမဲ့မလွတ်တာပါဘူး ။ဒါပေဖြစ်ဖြစ်အထက်ထက်ရစ်ပတ်ထားတဲ့နှောင်ကြိုးတွေကိုတရစ်ချင်းပြန်ဖြေရမှာပဲ။ဘဲအကူကြီးများမပါပဲကိုတယောက်တည်းဒီအချင်းတိုက်ကြီးကိုပြန်ဖြိုပြရမှာပေါ့။ဒါမှလည်းအချင်းစိုးကလုံမြောက်ပြီးပြစ်ကင်းတဲ့လူတယောက်ဘဝကို